ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရှင်းဖိုက်တာအောက်ရှင်းလေးကိုတိုင်းဖိုက်တာရှပ်ပီ၈နဲ့ပွဲတည်ပေးလိုက်ဖြစ်ပါတယ်ခင်ဗျာဒီပွဲဟာအောက်ရှင်းလေးအတွက်အရန်ကိုခက်ခဲပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ရှပ်ပီ၈ဟာဝမ်မှာအတွေ့အကြုံအတိုင်းတာတရက်တီရှိနေတဲ့ဖိုက်တာတယောက်ဖြစ်လို့ပါပဲခင်ဗျာရှင်းဖိုက်တာလေးဟာဝမ်မှာတတိယမြောက်ပွဲစဉ်ရရှိတာဖြစ်ပါတယ်ခင်ဗျာဒီပွဲဟာအောက်ရှင်းလေးအတွက်စိန်ခေါ်မှုကြီးမားတယ်လို့ဒီပွဲကိုအနိုင်ရရှိခဲ့မယ်ဆိုရင် အောက်ရှင်းလေးအနေနဲ့လက်ရှိအနေအထားအနေအထက်ကိုတဆင့်မြင့်တက်သွားဖို့ရှိနေပါတယ်ခင်ဗျာရှပီရှစ်ဟာလွှမ်းဆောင်ရေးဝန်ဆိုင်ရာအရန်ကိုတည်ငြိမ်ကောင်းမွန်တဲ့ fighter တယောက်ဖြစ်ပါတယ်နောက်ဆုံးထိုးခဲ့တဲ့ပွဲစဉ်၅ပွဲမှာဆိုရင်ရှပီရှစ်က၄ပွဲတောင်နိုင်ထားတယ်တပွဲပဲရှုံးနေထားပါတယ်ခင်ဗျာအခုမတိုင်ခင်နောက်ဆုံးထိုးခဲ့တဲ့ပွဲမှာဆိုရင်လည်းရှပီရှစ်ကအနိုင်ရလက်ကိုရယူထားခဲ့ပါတယ်ခွန်ဆက်ကိုအနိုင်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာချမ်ပီယံရှစ်နဲ့အောက်ရှင်လေးတို့ကို ဒီဇင်ဘာလ7ရက်နေ့ရောက်ကျင်းပမယ် One Friday 5 136ပြန်ပွဲမှာပွဲတည်ပေးထားပါတယ်အဲ့နေ့ရဲ့နော်မမြောက်ပွဲစဉ်အဖြစ်ပွဲထူကြရမှာပါခင်ဗျအတန်ဝေချမ်းပွဲစဉ်ဖြစ်ရှင်မြန်ကြမှာဖြစ်ပါတယ်အောက်ရှင်လေးဟာဝမ်းမှာနှစ်ပွဲထူထားယူပါပြီအဲ့နှစ်ပွဲလုံးမှာအောက်ရှင်လေးကဂျပန်ဖိုက်တာရင်းနဲ့ကြီးတွေ့ခဲ့ရပါတယ်ဒီနှစ်ပွဲမှာအောက်ရှင်လေးကတပွဲရှုံးတယ်တပွဲအနိုင်ရရှိခဲ့ပါတယ်ခင်ဗျပြောရမယ်ဆိုရင်ဒီပွဲကအောက်ရှင်လေးနေနဲ့ထိုင်းဖိုက်တာတယောက်ကို ပထမဆုံးရင်ဆိုင်ရတဲ့ပွဲစဉ်ဖြစ်ပါတယ်။ဘာထူးခြားသလဲဆိုတော့ Thai Fighter တွေဟာမွေထိုင်းမှာပြောင်းကျင်မှုပိုင်နိုင်မှုမှာတအားကောင်းပါတယ်။ဒါကြောင့်အောက်ရှင်းလေးအတွက်သူ့ကိုစမ်းသပ်မဲ့ပွဲသဘောမျိုးဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကမှတ်ချက်ပေးပြောကြတာဖြစ်ပါတယ်ခင်ဗျ။တာနစ်စုကိုထိုးခဲ့တဲ့ပွဲမှာတော့ကအောက်ရှင်းလေးဟာအတော့ကိုပဲကောင်းပါတယ်။အဲ့ဒီပွဲမှာသူထိုက်တဲ့နယ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျ။အခုသူရင်ဆိုင်ရမယ့် Thai Fighter Championship က1မှာပွဲစဉ်9ပွဲထိုးထားပြီပါဘီ အဲ့ခုနှစ်ပွဲမှာချန်ပီယံရှစ်ဒီ၅ပွဲနိုင်တယ်နှစ်ပွဲရှုံးထားပါတယ်ခင်ဗျာဒီတော့အတွေ့အကြုံပိုင်းဆိုင်ရာမှာချန်ပီယံကအောက်ရှင်းလစ်တဲ့အပြတ်သက်သာလုံးနဲ့ဆိုတာကိုပြည်သက်တွေလည်းမှန်းဆမိပါပါဒီပွဲမှာအောက်ရှင်းလစ်အနေနဲ့ဖြူအပိုင်းဆိုင်ရာကောင်းမွန်မှုလိုပါတယ်ချန်ပီယံကအစိုင်းမှာတိုက်စစ်ဖွင့်ပြီးထိုးပါလိမ့်မယ်တကယ်တမ်းအလဲထိုးအဆင်မပြေတော့ဘူးဆိုရင်သူကဖြူအပြောင်းပြီးတော့အမှတ်နဲ့အတိုင်းအဖို့ကိုကြိုးစားသွားပါလိမ့်မယ်ဒီတော့အောက်ရှင်းလစ်ဟာဂိမ်းပလန်ပိုင်းဆိုင်ရာကောင်းမွန်မှာပဲအမှတ်နဲ့ ကိုယ့်ဘက်ကအသာရအောင်လုပ်နိုင်စွမ်းရှိပါလိမ့်မယ်ခင်ဗျအောက်ရှင်းလေးအနေနဲ့ဒီစင်ခေါ်မှုကိုဘယ်လိုကြော်ဖြတ်ပြလိမ့်မလဲဆိုတာဒီဇင်ဘာလ7ရက်နေ့ကြာရောက်ရင်ကျွန်တော်တို့စောင့်ကြည့်ကြရမှာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ